အားလုံးပဲမင်္ဂလာပါယခုလာမိတပေါင်းလာပြည့်နေ့ဟာဖခင်များနေ့ဖြစ်ပါတယ်ပြာသူလာပြည့်မိခင်များနေ့ကိုဒုတိများကြတော်လဲပဲတပေါင်းလာပြည့်နေ့ ဖခင်များနေ့ကိုတိတဲ့လူကနေပါတယ်ဒါကြောင့်ဖခင်များနေ့ကိုဂုံပြုတဲ့အနေဖြင့်ဓမ္မလက်ဆောင်တစ်ခုပေးလိုက်ပါတယ်ဘာကြောင့်ဖခင်ဟုခေါ်ပါတယ်ပုဒ္ဒံပါတိရက္ခတိတိပိတာ သာသမီကိုစောင့်ရှောက်တဲ့သောကြောင့် အခင်ဟုခေါ်ဆိုရခြင်းဖြစ်ပါတယ်။မိခင်တွေကသားသမီးတွေကိုချစ်ခင်ဆောင်ရှောက်တတ်တယ်လို့ဖခင်တွေသည်လည်းပဲသားသမီးတွေအပေါ်ချစ်ခင်ဆောင်ရှောက်တတ်ပါတယ်။ဖခင်တွေသားသမီးတွေအပေါ်ချစ်ခင်ဆောင်ရှောက်တတ်တဲ့အကြောင်းပြောရမယ်ဆိုရင်တစ်ခါတုန်းကရွာတရွာမှာအဖိုးကြီးတယောက်ရဲ့သားဖြစ်သူရဲ့ချွေးမဖြစ်သူရဲ့ညီလေးတယောက်ရဲ့အတူနေထိုင်ကြပါတယ်။ဒီနေ့မှာသားဖြစ်သူကထင်းခွဲနေတာကို ဖခင်ဖြစ်သူကအိမ်ထဲမှာမြေလုတ်သူကိုချီထားရင်းတန်းကြည့်ပြီးစိတ်မချမ်းမသာဖြစ်တဲ့အတွက်။ဘာကြီးဒီဒီအယမ်းပူတာပဲကွာ။ထင်ခွဲတာခဏနားပါအောင်လားလို့လက်អော်ပြီးပြောပါတယ်။အဲ့ဒီခါမှာသားဖြစ်သူကကြပါတဲ့အဖေအလုတ်ကိုပြီးအောင်လှုပ်ပါရစေဆိုပြီးပြန်ပြောပါတယ်။တစ်ခါပြောလဲမရ၊နှစ်ခါပြောလဲမရ။အချိန်ပေါင်းများစွာပြောတဲ့အခါမှာတော့သားဖြစ်သူကစိတ်ဆိုးပြီးအဖေရေအလုတ်လုံးလို့မောရတဲ့အထက် အဖေကိုပြန်ပြောရတာကတမောက်နောက်ကိုမပြောပါနဲ့ဆိုပြီးဒေါသတန်နဲ့နှံ့ဩပြီးတော့ပြောပါတယ်အဲ့ဒီအခါမှာဖခင်ဖြစ်သူကရေလုတ်သူကိုသူ့သားထင်းကွဲနေတဲ့နေဘူးကြီးထဲမှာသွားပြီးချထားလိုက်ပါတယ်အဲ့ဒီအခါမှာသားဖြစ်သူကကလေးကိုအတင်းပြေးပွေပြီးတော့အိမ်ထဲပြေးဝင်ပြီးအဖေဘာကြောင့်ကလေးကိုနေဘူးကြီးထဲချထားလိုက်ရတာလဲလို့စိတ်ဆိုးမှန်ဆိုးနဲ့မေးပါတယ်အဲ့ဒီအခါမှာဖခင်ဖြစ်သူကအေး မင်းသားနေဘူးတဲ့နေတာမင်းကြည့်ရသလားဘယ်ကြည့်ရပါမလဲအေးမင်းသားနေဘူးတဲ့နေတာမင်းမကြည့်ရသလိုမင်းနေဘူးတဲ့နေတာကိုလည်းမင်းအဖေဖြစ်တဲ့ငါကမကြည့်ရဘူးကွာလို့ပြောလိုက်ပါတယ်အဲ့ဒီအခါကြတော့မှသားဖြစ်သူဟာပါဇက်အဟောင်းသားဖြစ်ပြီးတော့ဖခင်ရဲ့မေတ္တာတရားကိုလွန်စွာနားလည်သွားပါတော့တယ်ဒါကြောင့်ဖခင်တွေဟာသားသမီးတွေရဲ့အပေါ်မှာချစ်ခင်စောင့်ရှောက်တတ်တဲ့ပုံကိုယ်တွေဖြစ်ပါတယ်အဲ့ဒီလိုဖခင်တွေဟာ သားသမီးတွေအပေါ်မှာချစ်ခင်စောင့်ရှောက်တတ်တဲ့ပုံကိုယ်တွေဖြစ်တာကြောင့်သားသမီးတွေအနေနဲ့ဖခင်တွေရဲ့မေတ္တာကိုနားလည်ပြီးဖခင်တွေရဲ့ကျေးဇူးကိုလည်းဆက်ဖြစ်အောင်ဆက်ကြပါလို့ပြောကြားရင်းဖြင့်ဤဓမ္မလက်ဆောင်နဲ့ဖခင်များနေ့ကိုဂုဏ်ပြုလိုက်ရပါတယ်။တန်ဃာတော်နဲ့ဖုံးတဲ့ကဘာဆိုင်ပါလဲဖေရားတဲ့ယဟန်တွေဖုံးမကင်ရဘူးဆိုတဲ့တားမြစ်ချက်ရှိတယ်ဆိုရင်တိတ်ခါဘုထောက်ပြပေးပါနော် အခုလိုမျိုးတက်တော့ပေါ်မှာဓမ္မအတိတရားတွေဟောပြောနေတာကူကောကျင့်ဝတ်နဲ့ညီပါသလားအရှင်ဖရာတဲ့ယဟန်တွေစောင့်ထင်းရတဲ့သိက္ခာပုဒ်ထဲမှာတက်တော့ပေါ်မှာတရားမဟောရဘူးဆိုတဲ့တားမြစ်ချက်မရှိဘူးเนาะဒါကြောင့်ကျင့်ဝတ်နဲ့မညီစရာဘာအကြောင်းမှမရှိပါဘူးတရားဟောတယ်ဆိုတာကအတိညာဏ်ကိုပေးတာဖြစ်ပါတယ်အဓိကကတော့ လူတွေအသိဉာဏ်ပွင့်လင်းသွားဖို့ပဲလိုပါတယ်เนาะမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ အစ္စလာမ်ဘာသာ ဟိန္ဒူဘာသာဆိုပြီးဘာသာကြီး၄မျိုးရှိပါတယ်အဲ့ဒီဘာသာတွေဟာ ဖုံးတွေမပေါ်ခင်ကာလတုန်းကသူတို့နီးသူတို့ဟန်နဲ့သာသနာပြုကြပါတယ်ဖုံးတွေပေါ်ပေါက်လာတဲ့အခါမှာတော့သူတို့ရဲ့အဆုံးအမတွေလူတွေစီအ мян ရောက်ဖို့အတွက် ခင်းတဲ့အညီဖုံးကိုတုံးပြီးသာသနာပြုကြပါတယ်။အဲ့ဒီလိုတခြားဘာသာဝင်တွေကခင်းတဲ့အညီသူတို့ရဲ့အဆုံးအမတွေလူတွေစီရောက်ဖို့အတွက်သာသနာပြုနေတဲ့အချိန်မှာဦးဇင်းတို့ဗုဒ္ဓဘာသာဝင် ဖုံးကြီးတွေကကိုရှိရောက်လာတဲ့လူကိုပဲတရားဟောပြီးရှေးရိုးတိုင်းသာသနာပြုရမယ်ဆိုရင်နောက်အနှစ်90လောက်ကြာတဲ့အခါမှာဗုဒ္ဓဘာသာပျောက်သွားလိမ့်မယ်နော် ဒါကြောင့်သာသနာပြုတဲ့အလုပ်ကိုလုပ်တဲ့နေရာမှာလည်းပဲခင်းတဲ့အညီသာသနာပြုတတ်ဖို့လိုတယ်။နားလည်ပါစေနော်။အရှင်ဖေယအခုတလောတက်တော့ပေါ်မှာကိုရင်တွေဥစဉ်တွေမေတီလာရှင်တွေကခုပျော်မြူးနေကြတာသာသနာကိုဖြည့်ဆည်းနေကြတာကိုသုံးမပေးပါအောင်ဖရားတဲ့အဲ့ဒါကဥစဉ်တို့ ပြောလို့မထီရောက်ဘူးเนาะခိုးအရင်တုန်းကလည်းဥစဉ်ပြောခဲ့ဘူးပါတယ် အခုလဲတခါတည်းရံမှာဦးစင်ပြောတာတွေရှိပါတယ်နော်အဲ့ဒီကိစ္စကဥပဒေနဲ့အညီဆောင်ရွက်မှဖိရောက်မှာဖြစ်ပါတယ်ဘယ်လိုဆောင်ရွက်ရမလဲဆိုရင်ဥပမာမိမိနေတဲ့အရက်မှာကိုရင်တပါးဦးစင်တပါးတို့မဟုတ်သီလရှင်တပါးပါးကတစ်တော့ပေါ်မှာကခုန်ပြီးတချင်းဆိုတာတွေလုပ်နေမယ်ဆိုရင်ကြီးရွာတန်ခါနာယကကိုတိုင်ကြပြီးဥပဒေနဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ် အဲ့ဒီလိုဆောင်ရွက်ခြင်းကပူပြီးထိရောက်ပါတယ်နော်ဦးဇင်းတို့ပြောတာက ထိရောက်မှုနည်းပါတယ်တကယ်သာသနာတော်ကိုချစ်တယ်ဆိုရင်အဲ့ဒီနေ့တိုင်းဆောင်ရွက်ပါလို့ပြောကြင်ပါတယ်နော်အရှင်ဖေရရိုးသေးစွာရှောက်ထားပါတယ်ဖေရအိမ်တွင်ဖေရနှစ်စုမထားကောင်းဘူးဆိုတာ ဟုတ်ပါသလားဖြေပေးပါဦးဖေရတဲ့လောကမှာဖေရနှစ်စုပြိုင်တူမပွင့်ကောင်းပါဘူးဖေရနှစ်စုပြိုင်တူပွင့်မယ်ဆိုရင် ပုထုဇဉ်တွေဟာဖယက်ပြိုင်ဝါဒတွေဖြစ်ပြီးအပေကြကုန်မှာဖြစ်ပါတယ်။အဲ့ဒါကိုသိတဲ့ရှေးလူကြီးသူမအချို့ကလောကမှာဖယားနှစ်စုပြိုင်တူမပွင့်ကောင်းဘူးဆိုတဲ့အချက်ကိုထောက်ဆပြီးအိမ်တအိမ်ထဲမှာဖယားနှစ်စုပြိုင်တူမထားကောင်းဘူးဆိုတဲ့အယူဝါဒကိုလက်ကင်ကျင့်သုံးလာကြတာဖြစ်ပါတယ်။ဖယားနှစ်စုပြိုင်တူမဖြစ်ကောင်းဘူးဆိုတာကတတ်တော်ထင်ရှားဖယားရှင်ကိုပြောတာဖြစ်ပါတယ်။တတ်မဲ့ဖြစ်တဲ့ရုပ်စင်းတူဖယားတွေကိုပြောတာမဟုတ်ပါဘူး။ ဒါကြောင့်အိမ်တအိမ်ထဲမှာဖျားနှစုမကလို့ဘဏ္ဍစုပဲထားထားထားလို့ရပါတယ်ဖျားအစုပေါင်းများစွာထားလို့လဲဘာဆိုးကျိုးမှဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖျားမေးလျှောက်ခွင့်ပြုပါဖျားကိုလက်အင်ကမပြည့်စုံရင်ဥစဉ်ပြုလို့မရဘူးလို့ကြားဘူးတာအမှန်ပဲလားဖျားဖြေးချပေးတော်မူပါဖျားတဲ့ရှင်ယဟန်မပြုတ်ထိုက်သူ32ယောက်ထဲမှာ ကိုလက်အင်္ကာမပြည့်စုံတဲ့သူဆိုတဲ့အချက်ပါတာကြောင့်ကိုလက်အင်္ကာမပြည့်စုံတဲ့သူများအနေဖြင့်ရှင်ယဟန်ပြုလို့မရပါဘူးယဟန်ပြုရင်ယဟန်မဖြစ်ဘူးလားဆိုတော့အဲ့ဒီလိုမဟုတ်ပါဘူးယဟန်တော့ဖြစ်ပါတယ်သို့တော့ယဟန်ပြုပေးတဲ့ဖုန်ကြီးမှာအာဘတ်တင်ပါတယ်ဒါကြောင့်ကိုလက်အင်္ကာမပြည့်စုံတဲ့သူများအနေဖြင့်ရှင်ယဟန်မပြုသင့်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ် ဖုံဖုံတပြည့်တော်သူများနိုင်ငံမှာအလုံးလုံးပါတယ်ဖရာအမြဲတမ်းဖရာရှိခိုးပြီးအိပ်ပါတယ်ဖရာစဉ်မရှိဘဲနေကောင်းပါသလားမတိလို့ပါဖရာအမားပါရင်ခွင့်လို့ပါတဲ့တိုင်းတစ်ပါးမှာသွားပြီးအလုံးလုံးနေရတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ဖရာစဉ်ထားဖို့ဆိုတာခက်ခဲပါလိမ့်မယ်အခုပြောမှာကတိုင်းတစ်ပါးမှာသွားပြီးအလုံးလုံးနေတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ပြောမှာပါ မြန်မာနိုင်ငံမှာနေတဲ့ဗုဒ္ဓဘာသာဝင်တွေကိုပြောမှာမဟုတ်ပါဘူး။ဦးဇင်းတို့ဗုဒ္ဓဘာသာဝင် အချို့ဟာ အပြင်ပိုင်းမှာဖျားတွေတဲကြပြီးနှလုံးသားထဲမှာဖျားတဲတဲ့သူနဲပါတယ်။အဲ့ဒီလိုပြောတာဟာဖျားတဲတာကို မကြိုက်လို့ပြောတာမဟုတ်ပါဘူး။ဖျားတဲတာဟာကုသိုလ်ရပါတယ်။အပြင်ပိုင်းမှာဖျားတဲတယ်လို့နှလုံးသားထဲမှာလည်းဖျားတဲဖို့ကိုပြောတာဖြစ်ပါတယ်။ဖျားရှင်ကို အောက်မေ့ပြီး ဖះရှင်ရဲ့ဂုံတော်တွေကိုအစဉ်ပွားများနေခြင်းဟာနှလုံးသားထဲမှာဖះတည်နေခြင်းဖြစ်ပါတယ်။ဒီမန့်ပိုင်ရှင်ဟာတိုင်းတစ်ပါးမှာအလုတ်လုံနေရတာဖြစ်သောကြောင့်မိမိနေရာမှာဖះစဉ်မထားနိုင်တော့လဲပဲ။ညတိုင်းဖះကိုအောင်းမိပြီးဖះရှင်ကိုရီမှန်ရှိခိုးနေတာဖြစ်သောကြောင့်နှလုံးသားထဲမှာဖះတည်နေပြီးသားဖြစ်တဲ့အတွက်ဖះရှင်ဟာမိမိနဲ့အတူရှိနေပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဖះစဉ်မထားလဲပဲ။ နေကောင်းတယ်လို့ပြောခြင်းပါတယ်အရှင်ဖေရဥစဉ်ကလေနိုင်ငံရေးမလုပ်တဲ့အတွက်ကြောင့်ဘယ်အဖွဲ့အစည်းကိုမှလည်းမထောက်ပံ့ဘူးဘယ်အဖွဲ့အစည်းကိုမှလည်းကဲ့ရဲ့ခြင်းရှုံချခြင်းမလုပ်ဘူးเนาะဓမ္မအမိအဖြေပဲလုပ်တာအဲ့ဒါကိုမယုံဘူးဆိုရင်ဥစဉ်သတင်းသုံးတဲ့နေရာမှာလာပြီးစုံစမ်းနိုင်ပါတယ် ူစင်းသတင်းသုံးတဲ့နေရာကဧရာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်တိုင်းပုတ်အုပ်စုစစ်နေဆွဲကြေးရွာဓမ္မတုခအကြောင်းဖြစ်ပါတယ်။အချိန်မရွေးလာရောက်ပြီးစုံစမ်းနိုင်ပါတယ်နော်။နိုင်ငံရေးလုံးဝကင်းရှင်းပါတယ်။ဓမ္မတသက်ပဲဦးစင်းလှုပ်ပါတယ်။နားလဲပါစီ။အရှင်ဖရာရိုးသေးစွာရှောက်ထားပါတယ်။မြတ်စွာဘုရားစွမ်းခံကြွရင်မြေကြီးနဲ့မထီဘူးဆိုတာကြားဘူးလို့ပါဖေရဘဟုတုတမှတ်သားရန် မေးလျှောက်တာပါဖရာတဲ့မြတ်စွာဘုရားသည်တပိတ်တော်ကို လက်တော်နဲ့ပိုက်တဲ့အခါမှာတပိတ်တော်နဲ့လက်တော်ထိမနေခြင်းသင်္ကန်းတော်နဲ့အသားတော်ထိမနေခြင်းခြေဖဝါတော်နဲ့မြေကြီးထိမနေခြင်းဆိုတဲ့အံ့ဖွယ်ဂုံဘုတ်တွေ ရှိတာကြောင့်ဘုရားရှင်ဘဲကြွကြွမြေကြီးနဲ့ခြေဖဝါတော်ထိမနေပါဘူးဒါကြောင့်ဘုရားရှင်ဆွမ်းခံကြွတဲ့အခါမှာမြေကြီးနဲ့မထိဘူးဆိုတာဟာ မှန်တယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်။ကိုကုသူရဖို့အတွက်စူဇကာကိုလှူလိုက်ပင်မဲ့သားသမီးနှစ်ယောက်ကစတဲ့ခံရပြီးရိုက်နှက်ခိုင်းစေခြင်းခံရတာ မဟုတ်ပါလားဖေရတဲ့။ကိုကုသူရဖို့အတွက်ဆိုတဲ့စကားကတော့မှားပါတယ်နော်။ဖေရအလောင်းကုသူပါရမီဖြည့်ကျင့်တာဟာသူ့အတွက်အဓိကထားပြီးဖြည့်ကျင့်တာမဟုတ်ဘူး။အများအတွက်အဓိကထားပြီးဖြည့်ကျင့်တာပါ။ လောကထစရိယလောကသားတို့အတွက်ဖြည့်ကျင့်ခြင်းညာတတစရိယဆွေမျိုးတို့အတွက်ဖြည့်ကျင့်ခြင်းဘုဒ္ဓတစရိယဖျားဖြစ်ဖို့အတွက်ဖြည့်ကျင့်ခြင်းဆိုတဲ့စရိယ၃ပါးကိုကြည့်လိုက်ပါအဲ့ဒီစရိယ၃ပါးထဲမှာဘုဒ္ဓတစရိယကိုနောက်ဆုံးထားပြီးလောကထစရိယနဲ့ညာတတစရိယကိုအပေါ်ဆုံးမှာထားပါတယ်အဲ့ဒါကိုကြည့်တော့အဖြစ်ဖျားအလောင်းကုသိုလ်ပါရမီ ဖြည့်ကျင့်တာဟာသူ့အတွက်အဓိကထားပြီးဖြည့်ကျင့်တာမဟုတ်ဘဲ အများအတွက်အဓိကထားပြီးဖြစ်ကျင့်တယ်ဆိုတာဟာသိတာထင်ရှားပါတယ်။သာသမိတွေကိုဇူစကားပုံနာထံလှူတဲ့အခါမှာဇူစကားပုံနာဤရိုက်နှက်နှိမ့်ဆက်ခြင်းတံကိုခံရမယ်ဆိုတာသိပါတယ်။သိရသားနဲ့မငက်ွက်ပဲလှူလိုက်တာပါ။ဘာကြောင့်မငက်ွက်ပဲလှူရတယ်လဲဆိုရင်ဥပမာတင်ပေါ်မောင်းတဲ့မာလီမှုတယောက်ဟာခရီးတဲ့အယောက်900ကိုတင်ပေါ်ပေါ်တင်ဆောင်ပြီးပင်လေကိုဖြတ်ပါတယ်။အဲ့ဒီခရီးတဲ့အယောက်900ထဲမှာလေသူ့ရဲ့သားသမီးတွေပါပါတယ်။ ထိုချိန်မှာမျောလဲ့မထားပဲတင်းဘောဟာမှုန်တိုင်းနဲ့ဂျုံပါတယ်။မှုန်တိုင်းနဲ့ဂျုံတဲ့အတွက်တင်းဘောလဲသွားပြီဆိုရင်တင်းဘောမှောက်ပြီးတော့ခီးတဲ့အားလုံးအသက်ဆုံးမှ ဖြစ်တဲ့အတွက်တင်းဘောမာလီမှုဟာတင်းဘောမလဲသွားအောင်လို့တတိထားပြီးမောင်းနေနေရပါတယ်။အဲ့ဒီချိန်မှာသူ့ရဲ့သားတယောက်ဟာတင်းဘောပေါ်ကနေရေထဲကိုပြုတ်ကျသွားပါတယ်။အဲ့ဒီလိုပြုတ်ကျသွားတဲ့အခါမှာတင်းဘောမာလီမှုဟာ သူ့သားကိုလှည့်ပြီးကယ်ပါမလားစဉ်းစားကြည့်ပါ မကယ်ပါဘူးနော်ကယ်လိုက်မယ်ဆိုရင် သူ့အပါဝင်တင်ဘောပေါ်မှာပါတဲ့ခရီးတဲ့အယောက်900လုံးအသက်ဆုံးမှာဖြစ်ပါတယ်ရေထဲကျသွားတဲ့သားကိုမကယ်ရတဲ့အကြောင်းရင်းဟာအများရဲ့အသက်ကိုငက်ွက်လို့ပဲဖြစ်ပါတယ်နော်အဲ့ဒီအတိုင်းပါပဲဖျားအလောင်းဟာသားသမီးတွေကိုမငက်ွက်ပဲဇူးစကားပုံနာထံလှူလိုက်တယ်ဆိုတာဟာအများကိုငက်ွက်လို့ပဲဖြစ်ပါတယ်သားသမီးကိုငက်ွက်ပြီးတော့မလှူဘူးဆိုလို့ရှိရင်ဗုဒ္ဓပရိစ္ဆာကပါရမီပြတ်သွားပြီဖြစ်တဲ့အတွက် ဖျားမဖြစ်တော့ပါဘူးဖျားမဖြစ်တော့ဘူးဆိုရင်တတ္တဝါတွေရဲ့အကျိုးစီးပွားဆုပ်ယုပ်သွားပါပြီနော်ဒါကြောင့်ဖျားအလောင်းကုသိုလ်ပါရမီဖြည့်ကျင့်တယ်ဆိုတာဟာအများအတွေ့ဖြည့်ကျင့်တာပါသူ့အတွေ့ဖြည့်ကျင့်တာမဟုတ်ပါဘူးနားလည်ပါစေသာသမီကစိုးတယ်ဆိုပြီးမခေါ်မပြောစွန့်ပြစ်တာကရောမိဘကမှန်ပါသလားဖျားဖြည့်ပေးပါဖျားတဲ့မကောင်းမြတ်တာကောင်းရညွန်လက်အတက်သိင်စီပေးဝေနှီးရင် ထိမ်များခြင်းလျင်ဝငါးအင် ဖခင်မေတို့တာဆိုပြီးမိဘကျင်းဝတ်၅ပါးရှိပါတယ်။ကျွေးမွေးမပြက်ဆောင်ရွက်စီမံမွေခံထိုက်စီလှူမျှဝေ၍စောင့်လီမျိုးနယ်ဝန်ငါးသွဲကျင့်ဖွယ်သားတို့တာဆိုပြီးသာသမီကျင်းဝတ်၅ပါးရှိပါတယ်။ဤမိဘကျင်းဝတ်၅ပါးသာသမီကျင်းဝတ်၅ပါးတို့ကိုမြတ်စွာဘုရားကသင်္ကလောဝါဒတုံမှာဟောကြားခဲ့ပါတယ်။သင်္ကလောဝါဒတုံမှာဘုရားဟောကြားခဲ့တယ်ဆိုတာဟာစိတ်ကူးယဉ်ပြီးဟောကြားခဲ့တာမဟုတ်ပါဘူးเนาะ ဤမိဘကျင့်ဝတ်သာသမီကျင့်ဝတ်တွေဟာလောကမှာမရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။မိဘကမိဘဖြစ်ပြီးမိဘကျင့်ဝတ်ကိုပြတ်ကွက်မယ်ဆိုရင် လောကကတန်ခတ်တာကို ခံရပါလိမ့်မယ်။သာသမီကသာသမီဖြစ်ပြီးတော့သာသမီကျင့်ဝတ်ပြတ်ကွက်မယ်ဆိုရင် လောကကတန်ခတ်တာကိုခံရပါလိမ့်မယ်။ဒါကြောင့်မိဘကသာသမီစိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေမိဘရဲ့ဝတ္တရားကိုကျေပွန်ရမှာဖြစ်တယ်လို့သာသမီကလည်းပဲ 你把钢的劈碎，塑的劈碎，打的每进金窝狗肩膀牙蛮劈巴的，喏，拿来把谁？